တမတရား၏အတိနှလုံးသားထဲမှာဖရာသခင်ရဲ့နှုတ်ကပတ်တော်များနေထိုင်မှုပုံစံဖြာဒိတ်၄ဟေဘရဲ၁၀၂၀ထက်ဆက်ခုနှစ်တမတရား၏အတိသလုံး၏သမတရားကို သလုံးသွင်း၍ကောင်းသောမြေဖြစ်အောင်သမတရားမျိုးစေ့ကိုချဲ၍သမတရားကို ပြုစုပြောင်းထောင်ခြင်းဖြင့်အသီးကိုတည်တတ်၏ မြေယာပြန်လဲရယူခြင်းစုတ်ပြစ်ရန်မပြုတ်လို့ရန်သမချမ်းစာပြောထားသည့်အမှန်တရားကိုရှာဖွေပါသင်စိတ်နှလုံးထင်းမှထုတ်ယူကမြေပြန်စာကောင်းသောမြေဖြစ်အောင်လုပ်ပါသစ္စာမျိုးစေ့ကိုစိုက်ပါဆာရှာရန်သမချမ်းစာပြောထားသည့်အမှန်တရားကိုရှာဖွေပါမြေပြစာကောင်းသောမြေနှင့်ပြုလုပ်ထားသောသလုံးလေတွင်အမှန်တရား၏မျိုးစေ့ကိုစိုက်ပါစိုက်ပျိုးပါ သမတရား၏အသား သမတရားဤအတိသမတရားဤအတိပယောချက်တိပယောချက်သွေးဖြစ်ပါနိပယောချက်မလုပ်ပါနဲ့သောပယောချက်ထားပါတော့ဒီပယောချက်လုပ်ပါ if project လုပ်ပါစိတ်နှလုံးထဲကတစ္ဆာတရားကိုဖယ်ထုတ်ပြီးကောင်းသောမြေဖြစ်အောင်လုပ်ပါနေထိုင်မှုပုံစံဖြာထိတ်၄၃ ။ဟေပြဲတဆက်နှစ်ဆက်။မာဆက်တနာယီ30မိနစ်။ထိုမတာပါကုတင်ဆက်ဆိုင်သောသူကိုကိုနှင့်အမြချစ်လို့ဟူသောဒုတိယပညာသည်ပထမပညာသင်သဘောတူ၏။ဤပညာတို့ထက်သာ၍ကြီးမြတ်သောပညာမရှိဟုပြန်၍မေးတော်မူ၏။မာဆက်သောနာယီစေတမနိရှေမစွာကမစင်ချင်းချာနေ ထိုကနာချင်းတွင်တင်တို့ရသောစကားကိုတင်တို့အလိုအလျောက်ပြောကြသည်မဟုတ်သန့်ရှင်းသောဝိညာဉ်တော်သည်ပြောတော်မူ၏မာဆက်သောနာယီ30သောမနီထိုအချိန်ကာလသည်အပေအခါတိုက်ရောက်မည်ကိုတင်တို့မသိသောကြောင့်တတိပြွေဆုတောင်းလျက်ဆောင်နေကြလော မာဆက်သောနာယီ36မိနစ်လူမဟုတ်အမတ်တမဲလာ၍သင်တို့အိပ်ပျော်သည်ကိုတွေ့လိမ့်မည်မာဆက်သောနာယီ39မိနစ်စောင်းနေကြလောဟုသင်တို့အားငါဆိုသည်အတိုင်းခတ်သိမ်းသော သူတို့အားငါဆိုသည်ဝူးမင်းတော်မူ၏ မာဆဲ6နာရီ15မိနစ်ခင်တို့ဒီလောကီနိုင်ငံအရရရှိသည်များတို့သွား၍ဝိနည်းသတ္တဝါအပေါင်းတို့အားပဝံကိလိတယာကိုဟောကြလောလူကာငါအချိုလီစကားတော်ပြတ်တော်အခါရေနဲ့ရာအရက်သို့ရွှေ့ဦးလော ဖိုက်ကိုကိုချ၍နာကိုအုပ်ဆိုင်လောဟုရှိမောအာမေတော်မူ၏ လူကာ6နာရီ39မိနစ်ငါစကားကိုကြားရတော့တင်တို့အားငါဆိုဒီကားတင်တို့ဤရန်သူတို့ကိုချစ်ကြလော့တင်တို့ကိုမုန်းတော်သူတို့အားကျေးဇူးပြုကြလော့လူကာ6နာရီ38မိနစ်တင်တို့ကိုကျင်ဆဲတော်သူတို့အားမေတ္တာပို့ကြလော့တင်တို့ကိုထောင်ရှက်တော်သူတို့အဖို့ပူရသခင်ကိုဆုတောင်းကြလော့ လူကာ6နာရီ36မိနစ်သင်ဤပါတာဘက်ကိုပုတ်တော်သူအားပါတာဘက်ကိုပေးဦးလို့သင်ဦးလို့ကိုသင်ယူတော်သူအားသင်အင်ကြီးကိုလဲယူစီခြင်းငါအခွင့်ပေးဦးလို့